မင်္ဂလာပါရှင်2025ခုနှစ်မလာ28ရက်နေ့မှာအေဘီလာ3ရက်နေ့အထိမြန်မာ တက္ကရာ1386ခုနှစ်တပေါင်းလာခွေနေ့မှာတကူလာဇန်6ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမှုလေဝသအခြေအနေခံမှန်းချက်များကိုနေပြည်တော်မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်ဘင်္ဂလားပြည်လယ်အခြေအနေမှာကပလီပြည်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပြည်လယ်အတောင်ပိုင်းတို့မှာတိမ်တင်းတင်းဖြစ်ထွန်းနိုင်ပြီး ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံပင်ကလားပင်လယ်အော်တို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။မိုးရွာသွန်းနိုင်မှုအခြေအနေခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်အထင်တင်ဖြစ်ထွန်းပါမယ်။အမြင့်ဆုံးမှုချိန်ချင်းဒီခံမှန်းချက်များအနေနဲ့ကတော့ နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊အေရဝီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ69ဒီဂရီဖာရန်ဟိုက်မှာ100ဒီဂရီဖာရန်ဟိုက်အတွင်းမန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းတို့မှာ86ဒီဂရီဖာရိုင်းမှာ96ဒီဂရီဖာရိုင်းအတွင်းနဲ့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ85ဒီဂရီဖာရိုင်းမှာ85ဒီဂရီဖာရိုင်းအတွင်းရှိနိုင်ပါတယ်။အနေဆုံးမူချိန်ချင်းဒီခံပန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်မှာ40ဒီဂရီဖာရိုင်းခန့်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ကယားပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ58ဒီဂရီဖာရိုင်မှာ68ဒီဂရီဖာရိုင်အတွင်းနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ69ဒီဂရီဖာရိုင်မှာ80ဒီဂရီ ဖာရိုင်အတွင်းရှိနိုင်ပါတယ်။နေရုဆိုတိုင်းစာချီနေခမ်းမန်းချက်များအနည်းငယ်ကတော့ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာ58ရာခိုင်နှုန်းမှာ62ရာခိုင်နှုန်းအထွန်းစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှင်းပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ63ရာခိုင်နှုန်းမှာ82ရာခိုင်နှုန်းအထွန်းနဲ့ရခိုင်ပြည်နယ် အေဝီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာ83ရာခိုင်နှုန်းမှ83ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။ပင်ခွင့်ရင်ခွင့်ပြိုင်နှုန်းအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာ28မီလီမီတာမှ39မီလီမီတာအတွင်းနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ40မီလီမီတာမှ50မီလီမီတာအတွင်းရှိနိုင်ပါတယ်။ မြေစီလောင်အောင်ရေအခြေအနေခံမှန်းချက်များအနေနဲ့ကတော့တိုင်းဒေသကြီးနဲ့ပြည်내အသီးသီးတို့မှာ၆တွေ့အခြေအနေမှာရှိနိုင်ပါတယ်။စာပြောရေးမှုလေဝသအခြေအနေခံမှန်းချက်များကိုကြည့်ရှုနေကြတဲ့မိဘပြည်သူပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါသည်ရှင်။